င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖက်စစ်ကောင်စီလက်အောက်ခံ MFTB ဘဏ်ကဥဆောင်ညွှန်ကြားရေးမှူးဒေါ်ကေတီဆိုတဲ့သူကိုငွေကျပ်သိန်းပေါင်း၄000ကျော်အလွဲသုံးစားမှုနဲ့စစ်ကောင်စီကပြန်ပြီးဖမ်းဆီးလိုက်ပြန်ပါတယ်မန္တလေးတိုင်းကစင်ကူးမြို့ကိုတော်လိုင်းရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာပဲအချမ်းဖက်စစ်ကောင်စီကစင်ကူးမြို့တစ်ခုလုံးကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့ရင်ကတော့အချမ်းဖတ်စစ်ကောင်စီလက်အောက်ခံ MFTB ဘဏ်ကဥဆောင်ညွှန်ကြားရေးမှူးဒေါက်ကေတီဆိုတဲ့သူကိုငွေကျပ်သိမ်းပေါင်း၄000ကျော်အလွဲသုံးစားမှုနဲ့စစ်ကောင်စီကပြန်ပြီးဖမ်းဆီးလိုက်ပြန်တယ်လို့သိရပါတယ်။ဇူလိုင်လ၁၂ရက်နေ့ကပဲအချမ်းဖတ်စစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံကြားကုန်သွယ်မှု MFTB ဘဏ်ရဲ့ဥဆောင်ညွှန်ကြားရေးမှူးဒေါက်ကေတီဆိုတဲ့သူကိုပြည်ရင်းစီးပွားရေးကုမ္ပဏီတစ်ခုနဲ့ပေါင်းပြီးငွေကျပ်သိမ်းပေါင်း၄000ကျော်နဲ့ညှိမျှတဲ့နိုင်ငံခြားငွေတွေကို အလွဲသုံးစားလုတ်တယ်ဆိုပြီးစစ်ကောင်စီကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။လက်ရှိမှာတော့အဲ့ဒီ MFTB ဘဏ်ကဥဆောင်ညွှန်ကြားရေးမှူးဒေါက်ကီတီဆိုတဲ့သူကိုမြို့နယ် Yes ကမ်းမှာဖမ်းဆီးချုပ်နှောင်ထားပြီးအဲ့ဒီ MFTB ဘဏ်ဟာမြန်မာနိုင်ငံရဲ့ပုတ်ကုံသွင်းကုံလုပ်ငန်းတွေနိုင်ငံတကာကုသရောင်းဝယ်မှုလုပ်ငန်းတွေအတွက်ငွေကြေးဆိုင်ရာလုပ်ငန်းတွေကိုစစ်ကောင်စီလက်အောက်ခံနိုင်ငံပိုင်ဘဏ်တစ်ခုအနေနဲ့လုပ်နေတာလည်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ မန္တလေးတိုင်းကစင်ကူးမြို့ကိုတော်လန်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာပဲအကြံပတ်စစ်ကောင်စီကစင်ကူးမြို့တစ်ခုလုံးကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်လို့စင်ကူးမြို့နေပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်။လက်ရှိစင်ကူးမြို့မှာစစ်ကောင်စီတပ်တွေမရှိတော့သလိုမြို့မှာရဲစခန်းရောဌာနဆိုင်ရာရုံးတွေမှာပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိတ်ရောက်မှမရှိတော့တဲ့အတွက်တော်လန်ရေးတပ်တွေကသိမ်းပိုက်ထားပြီးဖြစ်တယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။တစ်ဖက်မှာတော့ စစ်ကောင်စီဘက်ကစင်ကူးမျိုးတစ်ခုလုံးကိုလေးချောင်းကနေဘုံကျဲတိုက်ခိုက်တာတွေတောက်လျှောက်လုပ်နေတဲ့အတွက်နေအိမ်တွေလည်းအမြောက်အမြားပျက်စီးထားပြီးမြို့ပြင်ပတ်ဝန်းကျင်မှာတော့စစ်ကောင်စီတပ်သားတွေနဲ့တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေဆက်ပြီးပြင်းထန်နေသေးတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်။အဲ့ဒီလိုစင်ကူးမျိုးကိုတော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်ပေါ့ရန်ကုန်ခေတ်ကနေမန္တလေး PDF ရဲ့ပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်ကိုဆက်သွယ်မေးမြန်းထားပေမဲ့အကြောင်းပြန်နာမျိုးမရှိသေးပါဘူး။ ။နောက်ထပ်အခြားသောတော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကလည်းစင်ကူးမြို့ဒိန်းတိုက်ပွဲမှာအကြံဖက်စကောင်းစီဘက်ကအရာရှိနဲ့စစ်သားတွေကိုဖမ်းဆီးရရှိထားတာတွေလည်းရှိတဲ့အပြင်လက်နက်ခဲယမ်းတွေလည်းတင်းစီရရှိထားတယ်လို့ပြောထားပါသေးတယ်ခင်ဗျ။ဒီတစ်ခါမကွေးတိုင်းဘက်မှာလည်းမင်းတို့မြို့နယ်ကပသိမ်မုံရွာလမ်းပိုင်းမှာအကြံဖက်စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ဖော့ကားတစ်စီးကိုတော်လိုင်းရဲတပ်တွေကကြားဖြတ်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား6ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်ဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင့်ဆိုတဲ့ဒူဘာပြင်းထန်ဒဏ်ရာနဲ့တရက်ဆေးရုံမှာအသေးအတန်ကုသနေရတယ်လို့မင်းတို့မျိုးနေပကပတာဝန်ခံကိုဘာဟင်းကရန်ကုန်ခေတ်ကိုပြောပါတယ်ဆိုလည်းလား18နှစ်ဖြစ်တဲ့မနစ်ကပဲမင်းတို့မျိုးနေပတိန်မုံရွာကလန်ပိုင်းမှာအချမ်းပဲစကောင်းစီတပ်သားတွေလိုက်ပါလာတဲ့ Fogar တစီကိုတော်လိုင်းတက်တွေကကြပြတ်တိုက်ခိုက်ချင်းမုံခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစကောင်စီတတ6ဦးကတော့အသေးသေးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်များသွားပြီ အဲ့ဒီထဲမှာမဒုဗိုလ်မှုကြီးမင်းအောင်ကျော်လင့်ဆိုသူကတော့ပြင်းထန်ဒဏ်ရာနဲ့တရက်ဆေးရုံမှာအသက်အတန်ကုသနေရတဲ့အကြောင်းကိုပါတိထားရတယ်လို့မင်းနှုံမြို့နယ်ပကပတာဝန်ခံကိုပါဟင်းကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရန်ကုန်လေစိတ်မှာရခိုင်ပြည်နယ်ကြောက်ဖြူမြို့ကလာတဲ့အသက်60အရွယ်ရခိုင်တိုင်းရင်းသားဒေါက်တာဥကိုဆိုတဲ့သူကိုစစ်ကောင်စီကဖမ်းဆီးလိုက်တဲ့အပြင်လှိုင်မြို့နယ်မှာလည်းကြောက်ဖြူမြို့ကနေပြောင်းလာတဲ့ရခိုင်လူငယ်နှစ်ဦးကိုပါစစ်တပ်ကဝန်ဖန်သွားတယ်လို့ဖမ်းဆီးခံရသူတွေရဲ့မိတ်ဆွေတွေက ရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဇွန်လ16ရက်နေ့ကပဲရန်ကုန်လေစိတ်မှာရခိုင်ပြည်နယ်ကြောက်ဖြူမြို့ကနေလေရင်ခရီးစဉ်နဲ့ရောက်လာတဲ့အသက်60အရွယ်ရခိုင်တိုင်းရင်းသားဒေါက်တာဦးကိုဆိုတဲ့သူကိုအချက်ပတ်စကောင်းစီရဲ့စစ်ထောက်လမ်းကြီးကလေစိတ်မှာပဲအကြောင်းပြချက်တစုံတရာမပေးပဲဖမ်းဆီးလိုက်တယ်ဆိုပါတယ်။အဲ့ဒီလိုဖမ်းဆီးခံရတဲ့ဒေါက်တာဦးကိုဆိုတဲ့သူဟာ Bosco International OGT ကဝန်ထမ်းတဦးဖြစ်ပြီးမြစ်အတွက်ကြောင့်စစ်ကောင်းစီကဖမ်းဆီးသွားတယ်ဆိုတာကိုမသိရသလို့ အဆက်အသွယ်လဲပြတ်တောက်နေတယ်လို့ဖန်စီခံရသူရဲ့မိတ်ဆွေတို့ကပြောထားပါတယ်။တစ်ဖက်မှာလဲရန်ကုန်မြို့ကလှိုင်မြို့နယ်၁၆ရက်ကွက်မလာမြိုင်ရှစ်လမ်းမှာပါကျပ်ပြမျိုးနဲ့ကနေပြောင်းလာတဲ့ရခိုင်တိုင်းရင်းသားလူငယ်၃ဦးကိုစစ်ကောင်စီတပ်ကဇူလိုင်လ18ရက်နေ့ဖြစ်တဲ့မနေ့ကညာဘက်မှာပဲဖမ်းဆီးသွားပြန်ပြီ။ဘယ်နေရာကိုခေါ်သွားတယ်ဆိုတာကိုမသိရဘူးလို့လည်းဒေသခံပြည်သူတို့ကပြောထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကရခိုင်မင်းနယ်မှာအကြီးအကျယ်ရှုံးနေတဲ့အချိန်မှာပဲ ရန်ကုန်မှာရွှေပြောင်းနေထိုင်ကြတဲ့ရခိုင်တိုင်းရင်းသားတွေနဲ့မိသားစုတွေကိုအကြောင်းမဲ့ဖမ်းဆီးဓာတ်တွေလုလာနေပြီရခိုင်တိုင်းကမြို့နယ်ရက်ွက်တွေမှာလည်းရခိုင်တိုင်းရင်းသားတွေအဲစင်းလာတိုင်းရင်သက်ဆိုင်ရာခရိုင်မြို့နယ်အဆင့်ဆင့်ကိုအကြောင်းကြားရမယ်ဆိုပြီးတော့ပါစစ်ကောင်စီဘက်ကညွန်ကြက်ချက်တွေထုတ်ပြန်ထားတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့အချက်ဖတ်စစ်ကောင်စီရဲ့ရေနံနဲ့တဘာဝဒဏ်ငွေလောက်ကွက်အစ်စ်တွေရှာဖွေရေးမှာရခိုင်ကမ်းလွန်ကိုထည့်သွင်းနိုင်ခြင်းမရှိတော့တာကိုစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပြီး ရခိုင်ပြည်နယ်ရဲ့နေရအများစုကိုအာရခတတ်တော်အေအေကထိမ့်ချုပ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။ဇူလိုင်လ18ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချမ်းပါစကောင်စီရဲ့ရန်ကုန်တိုင်းမြမရင်းနှီးတဲ့တဘာဝတန်ွေလုပ်ငန်းရှပ်ဖွေတိုးတက်ရေးနှိမ့်နိုင်အစည်းအဝေးကိုကျင်းပပြုလုပ်တဲ့အချိန်ရင်းနှီးတဲ့တဘာဝတန်ွေလောက်ကွက်အသစ်တွေရှပ်ဖွေရေးမှာရခိုင်ကမ်းလွန်ကိုထည့်သွင်းနိုင်ခြင်းမရှိတော့တာကိုစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။မြန်မာနိုင်ငံမှာရင်းနှီးတဲ့တဘာဝတန်ွေတွေဟာရခိုင်ကမ်းလွန်ဒေသကအများဆုံးထွက်ရှိတာဖြစ်တယ်လို့အဲဒီကနေ့ တရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံကိုတင်ပို့ရောင်းချပြီးတော့စစ်ကောင်စီအတွက်နိုင်ငံသားဝင်ငွေအများဆုံးရှာဖွေပေးနေတာဖြစ်ပြီးလက်ရှိမှာတော့ရခိုင်ပြည်နယ်ရဲ့မြို့နယ်အများစုကိုအရခတတော် AA ကတိုက်ခတ်သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်တဲ့အတွက်အကြမ်းဖက်စစ်ကောင်စီရဲ့ရင်းနှီးတဲ့တဘာဝဒဏ်ငွေလောက်ကအစ်စ်တွေရှာဖွေရေးမှာရခိုင်ကမ်းလွန်ကိုထည့်သွင်းနိုင်ခြင်းမရှိတော့တာကိုလည်းတွေ့ရပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းကမ်းမမြို့ပေါ်နဲ့ကျေးရွာတွေမှာအေရီမြစ်ရေဝင်ရောက်မှုကြောင့်ပြည်သူတွေပိတ်မိနေပေမဲ့ စစ်ကောင်စီဘက်ကရဲနဲ့ထွေအုပ်ဝန်တန်းတွေဟာခြေမျက်စိလောက်သာရေဝင်တဲ့ရက်ွက်တွေကိုဟန်ပြထောက်ပံ့ပြီးတပ်ပုံရိုက်ပြီးတော့ပြန်သွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဆိုလည်းကိုရနီကစပီးအေရီမီရေဝင်ရောက်မှုကြောင့်ကံမမြုပ်ပေါ်ရက်ွက်တွေနဲ့ခြေရော်တွေမှာရေနစ်မြုပ်တာတွေနဲ့ပြည်သူတွေပိတ်မိနေတာတွေဖြစ်နေတဲ့အချိန်ဂျပန်စစ်ကောင်စီလောက်ခံရဲနဲ့မြုပ်နဲ့ထွေအုပ်ဝန်တန်းတွေကတကယ်နစ်မြုပ်နေတဲ့ပြည်သူတွေရှိရာနေရာတွေကိုမသွားဘဲ ခြေမျက်စိလောက်သာရေဝင်တဲ့ရက်ွက်တွေမှသာဟန်ပြထောက်ပံ့မှုတွေလောက်ပြပြီးတော့ဓာတ်ပုံရိုက်ပြီးပြန်သွားကြလေဆိုပါလေလက်တွေမှာတော့ကံမမြို့ပေါ်က၄ရက်ွက်၃ရက်ွက်၂ရက်ွက်နဲ့ကန်းနာဘတ်တွေမှာနေအိမ်တွေရေနှစ်မြုပ်မှုဟာပုံမဆိုးရွားပြီးအဲ့ဒီဘတ်တွေမှာဆိုရင်ရေတန်ဘူးကြီးတဘူးတော်ငွေကျပ်တထောင်အထိပေးပြီးဝယ်တော့နေရတယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ